မိသားစုအကျိုးစီးပွားကိုလုပ်နေတဲ့မိမိမိသားစုအကျိုးစီးပွားကိုများများလုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကိုຫນွေဦးမင်းအွန်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးစစ်တပ်အနေနဲ့တော့ကြာရှုံးစရာအကြောင်းမရှိဘူးဆိုကျွန်တော်ယုံကြည်ခဲ့တယ်တော်ပါတော့လည်းပဲရခိုင်ပြည်နယ်ကနမူနာရောက်မှာပါဗျာနော်ရခိုင်ပြည်နယ်မှာအဲနိုင်ငံယူအကြံဖတ်အေအေတပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ် အဲ့တော့ကို့ဒီစစ်ကောင်းဆောင်ကလည်းစစ်သားမပီသားတဲ့အခါကျတော့စစ်လည်းမတိုက်တတ်စစ်ဆိုတာပါလဲဆိုတာနားမလဲတဲ့အခါကျတော့နေနေရတော့တဲ့မကောင်းဘူးပေါ့ဗျာဒေသခံပြည်သူများဒီလေလုံကျုံရေးတပ်ဖွဲ့ရှိရအောင်ရောက်ရှိနေပြီဒေနံချက်ရွာရွာတိရွာအုတ်ကျောင်းရွာတောင်ရွာရွာတွေနဲ့အကြမ်းဖက်ပီရီယာတွေလာရှိတယ်တဲ့ဘယ်ပြည်သူမှမရှိတော့ပါဘူးတဲ့ ို့တွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမှအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကို Jet Production Channel လေးရဲ့ပြန်လည်ကြိုလိုက်ပါတယ်ဗီဒီယိုလေးရှင်မလို့သွားပေးခင်မှာတော့ယနေ့ဇွန်လ22ရက်နေ့တနင်္ဂနွေနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့တော်လမျိုးတွေအားလုံးပဲအဆုံးကြီးရှိဖို့ဒီနေ့အိမ်ထက်မှန်တောင်းဆလဲပါတယ်ဒီမှာတော့ငလင်ထက်မှန်လှုပ်ခတ်သွားတဲ့အတွက်ပြည်သူတွေထိတ်တဲ့လန့်နဲ့စိုးရင်ဖြစ်ခဲ့ရကြောင်းလည်းသိရှိခဲ့ရပါတယ် နောက်ဆုံးအနေနဲ့ကတော့ရှီကောင်းတော်တွေက၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုတင်းထမမတရားသဖြင့်တင်းထားစီမှာဒီနေ့မှဆိုရင်တော့1603ရရှိပြီးပါတယ်မြန်မာနိုင်ငံတုန်းကဧည့်တာတွင်စစ်ကောင်စီကအားရစရာစစ်ကွေးတည်ဆုံမှုစင်းမှာတော့ပြင်းပြင်းနဲ့ကြုံတို့မျိုးနဲ့မှာအကောင်30ဘိုးတိုင်းထန်းနေမျိုးနဲ့မှာအကောင်30ဘိုးတိုင်းလက်ပန်းမျိုးနဲ့မှာ9ကောင်ဘိုးတိုင်းမင်းလက်မျိုးနဲ့မှာတော့တော်လိုင်းရဲပေါ်9ဦးစစ်မကောင်းစွာနဲ့ကြာဆုံးခဲ့ရပါတယ်ဘိုးတိုင်းညောင်လေးမျိုးနဲ့မှာတော့စစ်ကွေးတကောင် ဘိုးတိုင်းအုပ်ဒိမျိုးနံမှာတော့တဦးလင်းဝင်ရောက်ခဲ့ပြီးငွေတိုင်းငဖဲမျိုးနံမှာ16ကောင်နဲ့15ဦးကိုတော့ရှင်မိခဲ့ပြီးတော့ငွေတိုင်းစလင်းမျိုးနံမှာလည်း9ကောင်နဲ့2ဦးကိုရှင်မိခဲ့ကြောင်းသိရှိရပြီးနေသာရီတိုင်းပိုလိုမျိုးနံမှာလည်း6ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ဘိုးတိုင်းမင်းလန့်မျိုးနဲ့ရန်ကုန်ပီလန်းစစ်ခွေးတာဆောင်68ဂိတ်တိုက်ပွဲမှာမင်းလန့်မျိုးနဲ့စီမံအုပ်ချုပ်ရေးဖုံးဘုံမူးရန်နိုင်အောင်သေဆုံးပြီးသေဆုံးသွားတဲ့ခါမှာတော့မင်းအောင်လှိုင်ကဘုံမူးရန်နိုင်အောင်ဟာဒုတိယဘုံမူးကြီးရန်နိုင်အောင်ဖြစ် ဓာတူးတူးပဲလေကြောင်းဥပြန်ပြင်ရလိုက်တာသိရပါတယ်။ဒါ2016年ညနေ4နာရီခန့်အချိန်မှာမင်းလမြို့နယ်အုံတွင်းရွာနီးမှာရှိတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့စစ်ကွင်းတာဆုံစစ်စည်းရေးဂိတ်ကိုပလိုင်းတပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ပြီးအဲ့တိုက်ပွဲမှာပဲဂျမ်ဘတ်စစ်တပ်မှတာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဒေါ်မျိုးဝင်းအုပ်ဖို့မျိုးနဲ့စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ်ဗိုလ်မှူးတူမင်းဦးတာယာဝတီခရိုင်တရန်ဒုတိယရေးမှူးကြီးဒုက္ခိုင်တို့ကဲ့သို့ပဲစီရရှိ၃ဦးနဲ့တူမင်းလမြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်တစ် ဘုံမူရန်နယောမှာသိဆုံးခဲ့ရခြင်းဖြစ်ပါတယ်။သိဆုံးသောသူဒုတိယဘုံမူကြီးရန်နယောဟာဘရော်နီပညာတက်သူကြောင်းစင်ဖြစ်ပြီးအင်ဂျင်နီယာတက်မှဖြစ်ကြောင်းလာတူပဲသိဆုံးခဲ့သူတရားဝတီ KI စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ဒုတိယဘုံမူကြီးမျိုးဝင်းမှာလည်းဘရော်နီပညာတက်သူ DSTA အပတ်စဉ်ခုံမှဖြစ်ကြောင်းသိဆုံးခဲ့သောအုပ်ဖို့မျိုးနယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင်ကဘုံမူဖြိုးမင်းဦးမှာလည်းတက်မှတော်နီပညာတက်သူ DSTA အပတ်စဉ်စတင်မှဖြစ်ကြောင်း ရပါတယ်။တိဆုံးသွားတဲ့ဒုတိယဗိုလ်မှူးကြီးရန်နေအောင်ရဲ့နာရေးရက်လည်းကိုတော့ယနေ့မင်းလာမြို့နယ်ထွေအိုရုံးမှာပြုလုပ်မိဖြစ်ပြီးတိဆုံးချိန်မှာဒုတိယဗိုလ်မှူးကြီးရန်နေအောင်ကအသက်42နှစ်ရှိပြီဖြစ်ကဇနီးနဲ့တားတဝူကြံခဲ့ကြောင်းလည်းသိရှိရပါတယ်။ဇွန်လ16ရက်မှာဖြစ်ပွားခဲ့တဲ့ဇွန်လ16ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မင်းလာမြို့နယ်အုတ်တင်းရစစ်ကွင်းတာဆုံစစ်စေးရေးဂိတ်တိုက်ပွဲမှာဆေးရရှိ၄ဦးပါဝင်စစ်တပ်ဘက်မှစစ်သား20ယောက်တိဆုံးခဲ့ကြောင်းတော်လိုင်းတက်တီနဲ့စစ်ပတ်တရင်းမြေတွေကထုတ်ပြန်ထားတာ ရပါတယ်ထက်သတင်းပုံအနေနဲ့ကတော့အမေရိကန်ကအီရန်နျူကလ িয়ার စက်ရုံကိုလေဖြင့်ဘုံကျဲချလိုက်ကြောင်းအစ္စရေးအီရန်ဘုံမှာပေါဝင်လာပြီလို့အမေရိကန်သမ္မတဖရန်ကလည်းနိုင်ငံကိုမင်းပြောကြားခဲ့ပါတယ်။ဒါဟာအမေရိကန်ပြည်ထောင်စုဟာအီရန်နျူကလ িয়ার စက်ရုံကိုလေဖြင့်ဘုံကျဲချလိုက်ခြင်းကြောင်းအစ္စရေးအီရန်စစ်ပွဲကပေါဝင်လိုက်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒါဟာ မြန်မာစံတော်ချိန်ဘွန်လ22ရက်နေ့အမေရိကန်စံတော်ချိန်ဘွန်လ21ရက်နေ့ကဟာအီနိုင်ငံမှာရှိတဲ့လူခရီးရစိတ်အုပ်များကိုအမေရိကန်ဘုံကျဲလေများဖြင့်ဘုံများချစ်ချခဲ့ကြောင်းတိုက်ခတ်မှုမှာအလွန်အောင်မြင်ပြီးလေရင်နေအလုံးနဲ့အခုခါမှာအီရန်လေပိုင်တွေထက်ကနေပြီးတော့ပတ်သွားပြီဖြစ်ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြေညာလိုက်တာဖြစ်ပါတယ်။အီရန်အစိုးရစစ်ပွဲမှာအမေရိကန်ပြည်ထောင်စုဟာတော်ဝင်ပေါ်ဝင်လာခြင်းကြောင့်စစ်ပွဲကြာရှည်ခြင်းနဲ့အီရန်ဘက်မှလည်းအခြားစစ်အင်အားကြီးနိုင်ငံများပေါ်ဝင်လာနိုင်တယ်ဆိုတဲ့သုံးသပ်မှုတွေကိုလည်းနိုင်ငံတော်ဒိန်းဌာနတွေကနေပြီးတော့ ပြည့်ပြန့်စွာသုံးသပ်ဖော်ပြတာပါတယ်။အချို့ကတော့တက်တဲ့ capacity ကြီးစပြီလို့လည်းပြောကြနေကြရှိပါတယ်။အီရန်ဘက်ကဘယ်နိုင်ငံမှပါမလာဘူးဆိုရင်တော့တတိယ capacity ကတော့စတဲ့အကြောင်းမရှိပါဘူး။နောက်ထပ်သတင်းပုံအနေနဲ့ကတော့ဗမာပြည်သူလူမျိုးရေးတက်တော် BBL ရဲ့ခြေကန်စစ်ပညာသင်တန်းပတ်စဉ်ကိုသင်တန်းစင်ပွဲခမ်းနားကိုတော့တောင်းပီတနေရာမှာကျင်းပခဲ့မှာတော့မျိုးသားညီဝေးဆိုးရ NUG နဲ့တိုင်းရင်းသားနဲ့တော်လိုင်းကြီးတဖွဲ့ကောင်းဆောင်များတယောက်ခကြောင်သိရှိရပါတယ်။ BBL ရဲ့စစ်သင်တန်းစင်ပွဲမှာ NUG ကျမကြီးနဲ့ပညာရေးဝန်ကြီးဒေါက်တာစောဝေဆို BBL ရဲ့အထွေထွေအတွေ့အကြုံဘူဂျုတ်တာဘုံကျော် ် INP ရာကာလအုပ်ချုပ်ရေးကောင်စီ INC အရူဥက္ကဋ္ဌခွန်ပြီးသူအခက်တတော်အေမဘုံမူတမူအခက်တတော်အေအေမတမူတူပြည်သူ့လူမျိုးရေးတမတော် PL အေမစစ်ဦးစီးချုပ်နဲ့ထွေထွေတွင်ရင်မှုမနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တူ ABS GM ဒီဥက္ကဋ္ဌနဲ့ဗမာပြည်သူ့လူမျိုးရေးတတော် BBL ကိုကဲရင်မှုမောင်းဆောင်ခါတို့တက်ရောက်ခဲ့ပြီးတပ်ပုံများနဲ့တကွာထုတ်ပြန်ထားတာတွေ့ရှိရပါတယ်တော်လိုင်းအောင်မြင်ဖို့မတူညီတဲ့အင်အားစုတွေကြားမှာညွှေးလွယ်ကြောင်းနဲ့မဟာမိတ်ကောင်းဆောင်များကအချင်းချင်းစီယုံမှုများကိုပြသနေတာတွေ့ရလို့လဲ PPL ကထုတ်ပြန်ထားမှာမြင်ရပါတယ်။တောက်ကြီးချင်းအပြင်တော်လန်ကြီးကအရှိတလန့်ကိုအင်းလုံးရောက်နေဆိုတာလဲတွေ့နေရမယ်ထားတယ်ပဲ။အဲတော်လန်မျိုးရအောင်မဒီဗီဒီယိုမှာတွေ့ရမယ်ကြောင်းရလေးကတော့ပခုတ်ကူမျိုးမှာကောင်ရီရဲ့စကွေးစကန်လုံးမျိုးစကန်တွေကိုတော်လန်ကြီးတက်ဒီကန်နေပြီးတောက်လျှောက်ကိုပြရပေးပြီးတော့တင်ပိုက်ဖို့ကြိုးစားနေဖြစ်တဲ့အတွက်ပေါကလုံးတစ်ခုနဲ့လောင်းနေတာဖြစ်ပါတယ်။အဲ့တော့အော်တော့နေနဲ့လက်ရှိချိန်ဒီမှာအဲ့ဒီနေရာကိုစစ်ကူတာမြန်ပို့နိုင်အောင်ဆိုရင်တော့တေးကြပါတဲ့ဒီနေရာဟာတတ်သွားတော့မှဆိုတဲ့အကြောင်းပြောပြီးတော့အားမလို့အားမရဖြစ်နေတာဘုံမာရီရဲ့နေစဉ်ကောင်းကြောင်း ေနေ့ဦးစင်းတို့ပခုတ်ကူခရိုင်မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ပေါ့နော်ပခုတ်ကူမြို့နယ်ပခုတ်ကူမြို့နယ်စိတ်ခေါ်အုပ်စုစိတ်ခေါ်လုံကျော်ရေးစခန်းအားအကြံဖက်ပီတီအမ်မှနေ့လယ်7နာရီ35နာရီအချိန်တွင်ဓလုံးရှစ်လုံးခြာသွားပြီးမြောက်ဓလုံးရှစ်လုံးခြာသွားပြီးမြောက်ရွာပတ္တဆာကြေးွာမြို့ရှုနေပါတယ်တဲ့မိမိမိဘမှာတဲ့နော်လက်နဲ့ခရိုင်တိတ်ပြီးမပြည့်စုံဘူးပေါ့နော်မပြည့်စုံဘူးပေါ့နော်အဲ့တော့အခြေအနေကတော့တဲ့မကောင်းဘူးပေါ့ဗျာဒေသခံပြည်သူများဒီလုံကျော်ရေးတပ်ဖွဲ့ရှိရာကိုရောက်ရှိနေပြီးအင်းနဲ့ချက်ရွာရွာတိရွာအုတ်ကျောင်းရွာ တောင်ရွာရွာတွင်တဲ့အကြဖက်ပီရီယတွေဒါရှိတယ်တဲ့ဘယ်ပြည်သူမှမရှိတော့ပါဘူးတဲ့အဲ့ဒါကြောင့်အဲ့ဘက်ကိုတော့နော်လက်နဲ့ကြီးနဲ့ပြစ်ကူပေးနိုင်တယ်နော်မြေပြင်ကထိုးစစ်ဆင်နိုင်တယ်နော်ထိုးထိုးလက်နဲ့ကြီးနဲ့ပြစ်ကူပေးနော်မြေပြင်ကထိုးစစ်ဆင်နိုင်မယ်ဖြစ်ကြောင်းမဟုတ်ရင်တဲ့စက္ကန်းကလည်းတဲ့ကြလူလဲကြမယ်ဖြစ်ကြောင်းတဲ့ဒီကြောင့်လက်နဲ့ကြီးပြစ်ကူပေးရတယ်နော်ထုလို့ရကြောင်းသိရှိနိုင်ရင်တင်ပြရပါတယ်တဲ့အရှင်ဘုရားတဲ့လူရင်က900ကျော်နဲ့ညှက်တိုက်နေတယ်ဘုရားတဲ့စစ်ခေါ်ကစက္ကန်းအကူညီမရရင်တဲ့စက္ကန်းစက္ကန်းပါစကမ်းပါသွားမှာပါရှင်ဖရားတဲ့အဲ့တော့နော်ဒီမြကွေးတိုင်းဒေသကြီးနဲ့ပတ်သက်ပြီးမှဒါဥစဉ်စီကို ဒါနေကင်းစနိုင်လောက်ကတိုက်ပွဲဖြစ်နေချက်ချင်းတင်းတင်ပြရတော့နော်ဒါနဲ့ပတ်သက်ပြီးတော့လက်ဘက်ကဟိုလားနောက်ဘက်ကဟိုလားတော့မတူဘူးပေါ့ဗျာနော်မန္တလေးလားမန္တလေးတိုင်းလားဟိုပါပေါ့နော်မုံရွာလားတော့မတူဘူးဒါနဲ့မုံရွာတိုင်းမှုကြီးဆိုဥစဉ်ကပို့လိုက်တယ်နော်မုံရွာတိုင်းမှုတော့တကယ်လို့တူနေပြီမှာဆိုတော့တိတိကျကျတော့သူကတော့လောက်ပါတယ်တိတိကျကျဆိုတော့သူချက်ချင်းလက်ငယ်လောက်ဆောင်မှာနော်အဲ့တော့ဥစဉ်တို့ဒါနဲ့ပတ်သက်ပြီးဟိုလားအဲ့လိုဒီ PDF တွေအခုဆိုလို့ရှိရင်နေသက်တွေမှာ PDF တွေကိုတော်တော်များများကရှမ်းပြည်နယ်မြောက်ပိုင်းမှာဆိုတော့နေထုတ်ခံရတဲ့အခြေအနေပေါ့နော်တချို့နေရာတွေကလည်းအခြေအနေမကောင်းဘူး။တောင်ချိုဘက်တွေကတော့ဆိုလဲ PDF တွေဟိုလုံးရင်းနဲ့ပြေးတာကြီးများတယ်ပေါ့ဗျာနော်။ တော့မကွေးတိုင်းဘက်မှာတော်တော်လေးမကွေးတိုင်းတို့ဒီဘက်ဒီတော်မြတ်မှာစူးစီးနေရတယ်များတယ်အဲ့တော့မကွေးတိုင်းမှာတို့တို့တွေမရတော့မှမကွေးတိုင်းတို့တွေဖြက်စီးလိုက်မယ်မကွေးတိုင်းတနေ့ဒီလိုနေရာလေးရွာလေးပါလေးတို့တွေဖြက်စီးလိုက်မယ်အဲ့တော့ဖြက်စီးတာကအเจ้าမကြီးစခန်းနေပါလေအကုန်လုံးပေါ်ပြတာပြောရလို့ရှိရင်နော်ဒါပေမဲ့တွေ့ကြည့်ဗျာခုဘက်ကဒီဦးဇင်းတို့ဆိုလို့ရှိရင်ဒီပခုတ်ကူကနေရိတ်ခါတန်းကအစီး200လောက်ရှိတယ်လူရင်းကတစ်ဖက်ကို200 200 400 400ဆိုတဲ့အင်အားမနေဘူးပဲအဲ့ဒါဦးဇင်းတို့အဲ့ဦးဇင်းတို့အကံမအနေမကြုံဘူးကံမအနေမကြုံဘူးဘာကြောင့်မကြုံရလဲဦးဇင်းလည်းမပြောတတ်ဘူးနော် တကယ်တော့ပေါက်တဲ့ပခုတ်က40နဲ့မှ9မိုင်ပဲกว่าတယ်40နဲ့မှ9မိုင်ပဲกว่าတယ်เนาะအဲဘာကြောင့်မကြော်ရလဲဘာဘာဥဒလန်မပြောရတော့ပြန်နောက်ဆုံးတော့ဟုတ်လားအခါတလေကြတော့လဲဟိုကလည်းစေချောင်းလာလို့ရှိဟိုအောင်လည်းလည်းပြကိုယ့်ဘက်ကလည်းမကြော်ရဲ့အဲ့လိုပုံစံမျိုးတွေဖြစ်နေလာတော့မှအခါလေးရအောင်မရတယ်ဗျာเนาะအဲ့တော့ဥစဉ်တော့တော့တွားတဲ့ခါမှာတိုက်ရိုက်ခိုက်ရတကယ်ဒီချင်းမိတဲ့လူတွေဒါဥစဉ်တော့တွားတယ်နဲ့လို့အကြံပြုချင်တာပေါ့ဗျာနော်ဒီလမ်းကြောင်းတွေမှာဆိုလို့ရှိရင်ကိုယ့်ဘက်ကအဲဒါဆိုမင်းပြောသလိုဆိုရင်သူတွားတဲ့ကောင်တွေကကိုယ်6ဒီပေါ့လားမင်းတို့စစ်တပ်ဘက်ကကောင်တွေလည်းပြူစောတီတွေရ ကဲပါပြောတာတော့လောင်နေရပါ58မှာပဲဝေးတဲ့ခီးကိုနှစ်ပတ်ကြာပြီးမရောက်သေးဘူးဆိုပြီးပေါကတော့လောင်နေရဖြစ်ပါတယ်ကဲဒီပါပြောဒီကောင်းဒီနေနဲ့ကတော့ပေါကတော့နေနဲ့ကတော့လက်ရှိချိန်မှာတော့သင်ငန်းချွတ်တင်ပါပြီဟုတ်လို့ဆိုအခုလိုမျိုးနေထားတစ်ခုရောက်နေပြီ sorry ကောင်းဆောင်လို့ဖြစ်နေပြီဒါပေမဲ့မြန်မာနိုင်ငံမှာလက်ရှိချိန်မှာ မနိုင်ငံရဲ့သာသနာရေးကိုသူကထိန်းချုပ်တာရယ်ဆိုရင်ဝီရသူကထိန်းချုပ်တာဖြစ်ပါတယ်ဝီရသူရဲ့တပည့်ကပေါကရုံဖြစ်ပြီးတော့ဝီရသူပြောချင်တဲ့စကားတွေပေါကရုံကပြောပြနေရဖြစ်ပြီးတော့ပေါကရုံကဒီလိုပြောနေတာကိုအထက်မှာရှိတဲ့ဆရာတော်ကြီးကြီးပါဆိုပြီးတော့မိဌာနနဲ့သာသနာအဖွဲ့ကြီးကလည်းဘာမှကိုမလုပ်နိုင်တဲ့အနေထားကိုကြီးချင်းအပြင်မင်းအောင်နိုင်တဲ့ပဏ္ဏသိနေတဲ့မင်းအောင်နိုင်အောင်ထောက်ခံအားပေးနေတဲ့ဒီခွေးဘောကိုမနေတဲ့ကောင်တွေကိုပဲမင်းအောင်နိုင်ကြီးနေပြီးတော့ဘုံကြီးပါမတည်ဘူးအကုန်လုံးဘယ်ကရုံကိုမဆိုးသင်ငန်းဆွဲချွတ်ပြီးတော့ကုန်လို့ရှင်တွေလုပ်ရရတယ်ဆိုရဲဆရာနာရှင်တွေတောင်းနေရတဲ့အနေထားတစ်ခုကိုမြန်မာနိုင်ငံမှာမြင်နေရပါတယ် ီးရတာကြောက်နေရလားဓမ္မနဲ့ဓမ္မကိုပဲဘယ်ချပြောနိုင်တော့ပဲနဲ့ပဲနှုတ်ဆက်နေရတဲ့ဘွားရောက်နေပါလားမမို့လဲမယောင်နိုင်ကိုပဲတိခင်ထောက်ခံနေရလားဆိုတာတော့စဉ်းစားဆဲဖြစ်နေပါတယ်တရုံနေပါလေအကုန်လုံးအားလုံးနဲ့အခုဆိုလဲဟုတ်လားသောသောပြောတဲ့ယွာရီဆိုလဲစိတ်ကဝါရောက်စုယွာရီဆိုအများအား PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်နော်အများအား PDF တွေရဲ့စုံမှုမှုကိုခံနေရတယ်ဒီဘက်ကြီးရင်းနှံတို့ဘာလို့အကုန်လုံးဆိုလဲဒီဘက်ကြီးကလည်းလှုပ်ရှားနေရတယ်တွေ့နေရတယ်ဒါနဲ့ထိထိရောက်ရောက်လဲကိုယ့်လူကိုလည်းအေးမယူနိုင်တယ်လို့ဟိုဘက်ကိုလည်းမချိန်မုန်းနိုင်ဘူး ော့တော့မရှိပုဂ္ဂိုလ်များအနေနဲ့ဘာလို့မှလဲလို့ပဲဥပမာမေးရမှာနော်ဘာလို့မှလဲလို့ပဲမေးရမယ်ကိစ္စိုက်နေပြီလားနော်အဲ့တော့ဒီချိန်မှာတိတိယောက်ယောက်မချုံုံတိတိယောက်ယောက်မလုပ်ဘူးဆိုရင်တော့ပြောတာတော့ပေါ့ဗျာကျွန်တော်ကလည်းဘုံရဘဖြစ်နေတော့နော်ပြူပြေးတဲ့တင်းကိုပဲဥစဉ်တော့ကလည်းတင်ရတာပြူပြေးတဲ့ဟာကိုပဲဥစဉ်တော့ကလည်းပြောရတာဗျာနော်အဲကိုပြောတဲ့ပေါက်ကူတော့ခုပြောလိုက်တဲ့အရာတိုင်းကိုဥစဉ်တော့တရားခိုင်တော့အမခံပါလေဗျာနော်တရားခိုင်ပေါက်ကူတော့သူ့ကိုသူဖုံးကြီးဖြစ်မယ်တော့သိသေးတာပဲ ဘလိုင်းမျိုးတွေအားလုံးပဲဒီပြလေးမှာတွေ့ရမယ်အကြောင်းအရာတွေကလက်ရှိချိန်မှာဘူနကားကိုဝိုင်းဝန်းပြောဆိုနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဘူနကားတော့ဘောက်ကွင်းနေဖြစ်ပါတယ်သူရဲ့လက်ရှိလူရှာနေမှုတွေကိုလည်းထက်မှန်ပြောပြနေသလိုပဲသူကဘလိုလူမျိုးလဲဆိုတာကိုပြောပြနေတာဖြစ်တဲ့အတွက်ဘလိုင်းမျိုးတွေအားလုံးပဲမကြည့်ရသေးရင်တော့ဒီပေါ်ပြီးတော့ဘူနကားဘောက်ကိုဘလိုမျိုးသဘောတွေထားကြလဲဆိုတာကိုလည်းဝေဖန်ပြန်ချပြီးတော့ပြောပြသွားလို့ရပါတယ်မိသားစုတွေပညာတတ်တွေဘွဲရတယ်ကြီးပဲอืมနေခြင်းအားနေစားခြင်းအားစားသူတို့ဘာသာပြည်သူနဲ့သသားတဲ့ကျွန်တော်ပြစ်ထားတာဘယ်နိုင်ငံသားမှမပေါ်ဘူး ကျွန်တော်ဘယ်မှထွက်မပြေးဘူးကျွန်တော်အမေစုတို့လို့ဘိုးချုပ်တို့လို့လူတွေကိုအားကြဒီနိုင်ငံထဲမှာပြည်သူနဲ့ပဲနေမယ်ပြည်သူနဲ့ပဲအသေးခံမယ်ရှုံးရှုံးနိုင်နိုင်အပြစ်ရှိရင်လည်းဘေးတဲ့အပြစ်ကိုဒီမှာပဲခံမယ်ဘယ်မှထွက်မပြေးဘူးငကားငကားဒေါ်လာအေးမှာစီးပွားလဲမလုပ်ဘူးအကျိုးစီးပွားလဲမမျှော်လင့်ဘူးဒါကျွန်တော်ပြည်သူကိုရုပ်ကိုပြောရတာမှမဟုတ်လို့ပြောတာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ ရှေ့ကိုပူပေါင်းဆောင်ရွက်လုပ်ကင်ဖို့နော်ဆိုပြီးတော့ကျွန်တော်တို့ဝန်ကြီးကလည်းပြောထားပါတယ်ကျွန်တော်လည်းမြန်မြန်လေးလုပ်ပါဝန်ကြီးလို့ပြောထားပါတယ်ကျွန်တော်နဲ့ကြားခံဆက်သွယ်ပေးတဲ့လူကနေဒါပေမဲ့တပတ်အတွန်းလောက်တွေ့ဖို့မျှော်လင့်မိမဲ့အခုကဘယ်ရက်ဆိုတာကိုအကြောင်းမပြန်သေးဘူးအကြောင်းကျွန်တော်ပြောတဲ့စကားတွေကကျွန်တော်က MOD ကိုဖောင်းထုတ်ပါတယ်ဆိုရင် လာခဲ့ကျွန်တော်ပြောတဲ့စကားတွေကျွန်တော်က data ဂိုင်ပြီးပြောတာอืม ကျွန်တော်ကိုလည်းလာပြောဖို့ကျွန်တော်ဖိတ်ခေါ်ထားတယ်အကောင့်သူတွေနဲ့တောင်ကပြောမြောက်ကပြောတွေမပြောနဲ့ပြောချင်တတ်သိရှိရှိလာပြောဘယ်သူအနေနဲ့တတ်သိရှိရှိဆိုတာကျွန်တော်ရိုင်းသွားသလိုဖြစ်တယ်တဲ့တဲ့လာပြောပါပုံမှန်လင်းလင်းလာဆွေးနွေးပါကျွန်တော်အချိန်တိုင်းဖိတ်ခေါ်ထားတယ်နှွေဦးမင်းအွန်လိုင်းလို့ပြောတယ်နှွေဦးမင်းအွန်လိုင်းဆိုတာမင်းအွန်လိုင်းဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့်တယ်နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလှုပ်တာက the buy no နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများများနိုင်ငံရေးလှုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေပြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေပြည်သူကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုးချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်ရပြောနေတဲ့သူတွေအဲ့လိုမျိုးအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုနော်ပြည်သူကိုဟောနော် တို့ဘာတွေလှုပ်ပေးနေပါလဲဘလို့တိုးတက်အောင်လှုပ်ပေးနေပါလဲဆိုပြီးစကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအကျိုးစီးပွားတဲ့တို့အကျိုးစီးပွားကိုပဲလှုပ်သွားကြတဲ့အုပ်စုနိုင်ငံရေးတပိုင်းလှုပ်ပြရင်းနဲ့မိမိမိသားစုအကျိုးစီးပွားကိုလှုပ်နေတဲ့မိမိမိသားစုအကျိုးစီးပွားကိုများများလှုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအွန်လိုင်းတို့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကိုຫນွေဦးမင်းအွန်လိုင်းလို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်နက်ကင်ပြီးအနိုင်ကျင့်နေတာရှိရင်ဒေတာအချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးတာ နော်ပြည်သူကိုဟိုပြည်သူအကျိုးစီးပွားဟာမင်းတို့ဘလို့တိုးတက်တော့မဲငါတို့လုပ်ပေးနေတာဘလို့တွေအဆင်ပြေတော့မဲလို့လိန်ညာပြီးတော့ပြည်သူအကျိုးနိုင်ငံအကျိုးအနေနဲ့မိသားစုအကျိုးစီးပွားကအများများလုပ်နေတဲ့ကောင်လည်းမဟုတ်ဘူးကျွန်တော်ဒါတဲ့တယ်လေးပြောတာကျွန်တော်အဲ့တော့နှွေဦးမင်းအောင်လိုင်းနဲ့နိုင်နေတချို့တွေဒေါသထွက်ကြတယ်ဒီရေးအဖြစ်ကျွန်တော်ဒီနေ့ခေါင်းစဉ်လေးပေးရတဲ့အတိုင်းပဲတပုံကတော့တပုံချင်းတပုံကြံကြံနေပါပြီ။ဘာကြောင့်လဲဆိုတော့သူကကြံစီတိုင်းလည်းအောင်မြင်နေတာပေါ့နော်။ ကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်နေတဲ့ခါကျတော့ဒီအကျန်စီကိုပဲဆက်လက်ပြီးကြံစီလာပြီးဖြစ်တယ်အဲ့တော့ခင်ဗျားတို့အေးသဘုံပေါ့အေးသဘုံနေနဲ့ရခိုင်ပြည်နယ်မှာသူတို့ရဲ့အကျန်စီအောင်မြင်ခဲ့တယ်လေနော်အဲ့ဒီအကျန်စီကို ARU ကိုသတင်းလာပြီးဖြစ်တယ် ARU ကိုသတင်းလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီအကျန်စီကိုဆက်လက်ပြီးအကောင့်ထဲပေါ်သွားတော့မှာဖြစ်တယ်အဲ့တော့အဲကိုပကညံ့တော့ခံရမယ်နော်ကျွန်တော်တို့အချင်းရွေးပေါ့နော်အရင်တစ်ခဲကလည်းယုံကြည်ခဲ့တယ် စစ်တပ်အနေနဲ့တော့ကြာရှုံးစရာအကြောင်းမရှိဘူးဆိုကျွန်တော်ယုံကြည်ခဲ့တယ်။တော်ပါတော့လည်းပဲရခိုင်ပြည်နယ်ကနမူနာရောက်မှာပါဗျာနော်။ရခိုင်ပြည်နယ်မှာအဲနိုင်ငံယူအကြံဖတ် AA တပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ်။အဲ့တော့ကို့ဒီစစ်ကောင်းဆောင်ကလည်းစစ်သားမပီသားတဲ့အခါကျတော့စစ်လက်မတိုက်တဲ့စစ်ဆိုတာပါလဲဆိုတာနားမလဲတဲ့အခါကျတော့အာရခိုင်ပြည်နယ်မှာတော့ကြာရှုံးမှုတွေကြုံခဲ့တယ်ပေါ့ဗျာနော်။ဟဲ့မောင်မောင်ဆိုတဲ့ကြောင်ကြီးကတော့အလုံးဒီအတိုင်းပဲစကားကို တို့စစ်ခွေးဘောမအချင်းချင်းတော့မကြည်မနဲ့နဲ့ပြောပြောခံနေရပြောဖြစ်ပါတယ်။မောင်းတော်နတ်ခါကငါးတုံးကလည်းတဲ့ရေခဲပါဆိုပြီးအေးအေးသင်းချိုင်းဆိုပြီးနားတော်ကတ်မရလို့ပြောခဲ့တယ်တဲ့ဗျူဝမှုကရမ်းကောင်းတယ်ဆိုပြီးကြော်ကြော်တန်းရမ်းတော်တယ်ပြောပြီးအခုဖမ်းလဲခလဲခံသွားရောမောင်းတော်လည်းမကောင်းတော့ဘူးဖြစ်သွားပြီးရောအဘကလည်းသုံးမကြတော့ဖြစ်သွားပြီဆိုပြီးပြောလို့ကြောင်ကြီးကိုတင်းနေတဲ့ဘောမတွေလည်းအများကြီးဖြစ်နေပါဗျ။ကြချောင်းမှုဟာနောက်ထပ် AR မှာဆက်လက်ရင်ဆိုင်ရလာရင်လည်းအံ့ဩစရာမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်။တပုံချင်းတပုံချင်ဆိုတော့ကျွန်တော်ပြရှင်းပြပါမယ်။ မင်္ဂလာပါမင်္ဂလာပါရေခဲတော့မလားအဲခဲရင်ခဲတယ်ပြောမယ်မခဲရင်မခဲဘူးပြောမယ်နော်ရှက်ပြီအဲ့တော့အဲမခဲသေးပါဘူးနေရာကွက်ကြားမခဲဘူးပါလေအများစုအဖြစ်တာရနေပါလေ AR ချိုးစပြောကြ AR မှာငါနေတာကွာတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဒီကွန်ပေါ်ဆိုတဲ့လူကတဲ့အဲသတင်းမားတွေဖြန့်နေတာပါ AR မှာတော့ဘာဖြစ်မှာတော့နော် စစ်ဖြစ်တဲ့နေရာစစ်ဖြစ်နေတယ်လေမဖြစ်တဲ့နေရာတွေကအေးအေးဆေးဆေးပါမြို့ကြီးတွေတတ်တာရရပါပဲဒါမှမဟုတ်လေဖြစ်နေတဲ့နေရာကြတော့လေခင်ဗျားတို့အဲ့ဒီဖြစ်နေတဲ့နေရာနဲ့ဥမာဖြစ်တမိုင်နှစ်မိုင်လောက်ကဆပြီးလက်နက်ကြီးကြားလို့အဲ့လိုတော့မရတဲ့တည်းအများကြီးရှိတယ်နော်အဲ့တော့ ARE မှာဘယ်လိုခေါင်းလဲဆိုလို့ရှိရင်နေရာတိုင်းမှာခင်ဗျားတို့ရှိတာမဟုတ်ဘူးနော်အဲ့ဒီချို့အခါကြီးကြားလို့ရှိရင်ပြဿနာဘယ်လိုဖြစ်လဲဆိုတော့ကိုမမောင်းပြောလိုက်တယ်အဲပြောတဲ့အခါမှာအောက်ချီမှာစစ်သားတွေနော်တကယ်တကယ်ဒီဘယ်လိုမှဆိုတော့စစ်မြေပြင်မှာ အချိန်တန်းမှာတစ်ချိန်တန်းတိုက်ပွဲဝင်နေသေးတယ်။ဟာမရှိဘူးမရှိဘူးမသိဘူးဒါကြမ်းမရှိဘူးတဲ့။အဒီလူတွေပေါက်ပြပြောတာလေနော်။ငါနေရပါတော့ဘာမှမရှိပါဘူး။တကယ်တကယ်ကံကောင်းလို့ပေါ့နော်။ဟိုမှာတပုံကအကုန်လုံးလဲမလီသွားတယ်။မင်္ဂလာပါဟာမင်္ဂလာပါ။ကိုယ်လည်းမကြည့်တာကြားပြီ။ကိုစိတ်မကောင်းနဲ့စိတ်မကောင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီချိန်မှာခင်ဗျားတို့ဟိုနိုင်ငံတော်နဲ့တပ်မတော်ပေါ်မှာတကယ်သစ္စာရှိဖို့လိုတယ် ကျွန်တော်အမုန်းခံမင်းနေတာနော်အမုန်းခံတယ်ဆိုတာလေငပိန်းနေမုန်းတာပါနော်စပိန်းစစ်ပိတ်တယ်နော်ဟိုဘယ်လိုဟောမလဲဆိုတော့ဘာသာဘာမှမသိဘူးတနေ့တနေ့စစ်တပ်ကိုထိုင်ပြီးတော့ထိုင်ကြော့နေရတဲ့သူတွေအဘဆိုတဲ့ဒီဥမင်း online ဓာတ်ပုံထိုင်ကြော့နေရတဲ့သူတွေမုန်းတာပါနော်ဟာဒါကတော့မူမူခိုင်ုံတဲဆော်တာကဲမူမူခိုင်နေနေပြောင်းယူတရားဆိုဖို့ပြင်သင်းနေပြီနိုင်ငံနိုင်ငံရေးကိုတကယ်နားလဲသူတွေစစ်တပ်ကိုတကယ်ချစ်တဲ့သူတွေကျုပ်လို့မမုန်းပါဘူးကျုပ်တို့ရဲ့စေတနာကိုနားလဲကျွန်တော်တို့သိတယ်ပေါ့နော် ဲ့တော့အခုအခြေအနေကအခု AR မှာပေါ့ဗျာနော်၃၄၄ဆိုတော့တကယ်ကျွန်တော်တို့ဒီမမရှိမဆိုရေကြီးမှာရှိရတော့အာကြာတိရတော့ဗျာငတိုင်းချောင်းငတိုင်းချောင်းလည်းသူပြောလို့မရဘူးသူကရေကြီးမှာပေါ့ရေကြီးမှာရှိတယ်ပေါ့အဲ့ဒီအဲ့ဒီအဲ့ဒီနေရာလဲကျွန်တော်လည်းနည်းလေးဘယ်လိုခေါ်မလဲဆိုလို့ရှိရင် အနည်းနည်းလေးမသေးခွဲတာတော့ရှိတယ်ဗျာနော်ရေကြည်ရဲ့အတုတ်ရဲ့ငတိုင်းချောင်းရဲ့ပေါင်းရင်ကြုံဖြော်ခရိုင်ဆိုတာဖြစ်တယ်ကျွန်တော်ပိုင်းလေးလာကြည့်ရပါတော့အဲ့တော့သုံးလေးလေးကရေကြည်မြို့မှာရှိတယ်ရေကြည်မြို့မြောက်ဆန်းရွာမှာရှိတယ်အဲ့ဒီမြောက်ဆန်းရွာမှာရှိတာဒါကတော့တကယ့်ဌာနချုပ်ကြီးပေါ့ဗျာနော်အဲ့ဒီဌာနချုပ်ကိုလည်းအီအီကလိုချင်တယ်အဲလိုချင်တော့အရာတိုက်ဖို့အတွက်သူတို့သူတိုက်နေတာတော်တော်တိုက်နေတာပါနော်အဲ့တော့သုံးလေးလေးကလည်းသူကာကင်တဲတဲတော့ဘယ်ထိခံမလဲကြောနော်အဲ့တော့အရှင်းမှာကာကင်နေထုတ်ထားတယ် အဲ့ဒီကာကင်းတွေကလည်းအာရည်ရည်ချင်းချင်းခုခံကာကွယ်နေပါတယ်အဲ့တော့အခုနောက်ဆုံးအခြေအနေပေါ့လက်ရှိအခြေအနေရစည်ရေးခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်တော့အဲဆန္ဒကတယောက်ကွန်မန့်ရေးသွားသလိုပေါ့ဗျာနော်ရေးခဲပါပေါ့ရေးခဲပါလေဘာမှပြဿနာတော့အဲ့တော့ဒီကြီးမှမရှိသေးဘူးအဲတော့ပါတော့လည်းပဲရေးခဲတဲ့ဆိုပြီးတော့ငြိမ်နေလို့ရှိရင်ခံရမယ်နော်တစ်ဖက်ကသဘုံကဘာကြီးကြံစီနေလဲဆိုတာအဲကျွန်တော်တို့ကဒီကောင်းနေပါဇက်တစ်ချက်ဟားလိုက်လို့ရှိရင်သွားဖဏီးရမတိုက်ဘူးဆိုတော့ကျွန်တော်ကောင်းသိတယ်နော် ဲ့ဒီအတွက်ကြောင့်မို့လို့တို့ကြံစီနေတာဆိုတော့သိဖို့လိုတယ်အခုချိန်ထိ3လေးကာကင်းနေမှာတယင်းနေနဲ့ကာကွယ်နေတာเนาะတယင်းတယင်းတမနေနဲ့ကာကွယ်နေတာပါအဲ့တော့ကာကွယ်နေတဲ့တယင်းနေမှာအဲ့တို့အဝေးရလေးလမ်းပြစ်မယ်အဲဘယ်လိုခေါ်မလဲဆိုတော့တို့ရှိချောင်းတော့အမြဲတမ်းပေါ့နော်အလုတ်များအောင်တော့လုပ်ထားတယ်3လေးလေးကိုဥမာပြစီရေးအဖြစ်ပေါ့များเนาะကြည်တန်ကြည်စံလာခြူလာလည်းဖြစ်နိုင်ကြည်ခြူလေဆိုတာမျိုးဥမာပြတို့ကလာပြီးတော့အဝေးရရင်လမ်းပြစ်မယ်စစ်တက်ကတန်းတန်းတန်းဆိုပြလိုက်စစ်တက်ကြည်ကုန်တော့အောင်လုပ်မယ်ပေါ့ဒီပုံစံမျိုးနဲ့ပဲ အဲသူတို့စီရေးပုံစံဖော်ဆောင်နေတာကိုအဲကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့တုံးလေးလေးဒီရေခဲပါတုံးလေးလေးကာကင်းများဒီလေယနေ့ဒီရက်တွေအတွင်းမှာရေခဲပါနော်အဝေးကနေပြီးတော့လှမ်းပြက်ချောင်းပြက်ပြီးလို့ရှိရင်ပြန်ပြေးတော့ပဲအဆင်ရှိပါတယ်အဲ့ဒါကတော့ဒါအခြေအနေပေါ့ဗျာနော်တို့ပါတော့လဲဒါကိုကြည့်ပြီးတော့အာပုံမှန်ပဲလား AC ပဲလားဆိုတော့ခင်ဗျားတို့မထင်ပါနဲ့ဒါစစ်တပ်ကိုကျွန်တော်ပြောချင်တာပါနော်စနောက်ပြည်သူပြောပြပါပြီပြည်သူရဲ့ ပြည်သူတွေသိရမှာကရေခဲပါဘောဗျာ